။မန်ချက်စတာမြို့မှာပေါင်း3.5တန်းတန်မဟာဆိုင်ကြီးကိုဝယ်ယူလိုက်တဲ့အိုနာနာ။ပရိသတ်များလုံးဝမေ့လောက်များမန်ချက်စတာဖော်ဆင်ကနေပြန်လဲကြိုးလိုက်ပါရင်။အင်ဒီအိုနာနာကတော့သူ့ရဲ့မန်ချက်စတာယူနိုက်တက်အနာဂတ်နဲ့ပတ်သက်ပြီးပရိသတ်တွေကိုချပြလိုက်ပါပြီ။အိုနာနာဟာ2023ဇူလိုင်လတုန်းကအင်တာမီလန်ကနေပြောင်းရွှေ့ခြင်း ပေါင်၄၈တန်းနဲ့ United ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Nashville United ကစားမပွားဒုတိယမြောက်ရာသီမှာတော်လီယုံကန်နေရပါတယ်။ Orlando ဟာ United နဲ့2028ခုနှစ်ထိစာချုပ်တန်းအကျန်ရှိနေသေးပြီးဒီရာသီမှာလည်းပြိုင်ပွဲစုံ၄၅ပွဲကစားထားပါတယ်။ Lyon ကိုတူတူတည်ချာခဲ့တဲ့ Europa League ပွဲအစဉ်မှာတော့မဟာအမားကြီးတွေကျွလွန်ခဲ့တာကြောင့်အရန်ခုံပေါ်ခဏတာရောက်သွားခဲ့ပါသေးတယ်။ Orlando ဟာ sorry club တွေနဲ့တရင်ထွက်ခဲ့ပေမဲ့ လက်ရှိမှာတော့သူ့အနေနဲ့ Ultra Four မှာပဲစက်နေတော့မယ်ဆိုတာပရိသတ်တွေကိုချပြလိုက်ပြီးဖြစ်ပါရင်ဟိုနနဟာအေဂျက် Inter Milan စားတဲ့အတင်းတွေမှာကစားခဲ့ပြီးလက်ရှိ United မှာတော့ကနဝင်တယောက်ဖြစ်သတ်မှတ်ခံရဖို့အထိရွေးထားပုံရပါတယ်လက်ရှိမှာတော့ဟိုနနဟာ Manchester မြို့မှာအိခန်းလေးကန်းပါဝင်တဲ့မဟာဆိုင်ကြီးကိုဝယ်ယူလိုက်ပြီလို့သိရပါတယ်ဒီထဲမှာရုပ်ရှင်ရုံဂျင်းဘတ်စကတ်ဘောကွင်းနဲ့တန်းနေကွင်းတွေပါပါဝင်တယ်လို့သိရပါတယ်အိမ်အပြင်ကရေကူးကန်မှာအသင်းပေါ်တွေတငယ်ချင်းတွေနဲ့ပါတီပွဲကျင်းပလို့ရပါတယ်ဟိုနနဟာ DNA ကိုဝယ်ဖို့မဆုံးဖြတ်ခင်တုန်းကဒီမှာပဲအငှားနဲ့နေထိုင်ခဲ့တာလို့သိရပါတယ်